အွန်လိုင်းမှာပြဿနာကြီးကြီးဖြစ်သွားခဲ့ပေမဲ့လေအခုချိန်မှာရှိုးဝက်တွေစက်တိုက်လက်ခံနေရပြီးအောင်မြင်နေစေဖြစ်ကြောင်းခြားပြားလာတဲ့ဖြစ်ပျက်တွေ ရိသတ်ကြီးတို့ဤဖြူဖြူတွေးဆိုတာကတော့မြန်မာနိုင်ငံမှာမသိသူမရှိအောင်နာမည်ကြီးတဲ့စေရင်နုပညာရှင်တဦးပဲဖြစ်ပါရယ်။ကျောင်းကပွဲကနေနာမည်ကျော်အကယ်ဒမီပေးပွဲတက်တဲ့ထီကိုမှအောင်မြင်လာခဲ့တဲ့ဖြူဖြူတွေးဟာဝေဖန်တက်ခဲမှုပေါင်းများစွာကိုလည်းရင်ဆိုင်ခဲ့ရပါရယ်။ဂျိုင်းမင်းသူမရဲ့လူတန်းမှုတွေဟန်ဆောင်မကင်းတဲ့ပုံစံတွေကြောင့်ဖြူဖြူတွေးဟာဝေဖန်သူတွေနီးတူအမခန့်အားပေးသူတွေလည်းရှိလာခဲ့ပါရယ်။ဖြူထွေးနေတက်မတဲတဲ့သူတွေကတော့ဖြူထွေးပါပဲလို့လို့အမြင့်အနောက်သွားမလို့တာတွေပဲဖြစ်နေပြီ။ပြီးရင်မြေကြီးချူတောင်းမယ်အလူတန်းနေလို့ပြကပရိသတ်တွေရှေ့ပြန်ပေါ် ါ်လာတယ်လို့အမေးဆွဆွဲခဲ့ကြပါရီဖြူဖြူတွေ့ရတော့ဆဆချင်းလူတီများလာကလေးကအစဲခင်ရပြီးတော့ဆယ်လီဖြစ်လာသူပြီတော်ရုံဝေဖန်မှုကတော့တိတ်ဖြစ်ဖို့မရပါဘူးမဖြုံလင်းဖြုံချင်းစရာပါပဲဖြူတွေးကိုမြို့ကြီးတွေဘက်ကသာတိတ်အားမပေးပေမဲ့နေဘက်မှာတော့အားပေးကြတဲ့အမခင်ပရိသတ်ပေါင်းများစွာဟာဒုနေတည်ပါပဲဒါကြောင့်ဖြူတွေးဟာသူပါပဲလို့လို့အမေးချစ်ခင်ကဝယ်ပေးသူတွေရှိတာကြောင့်တော်ရုံလဲကြရင်တောင်မှမရရတဲ့နေနဲ့ ကုန်းရုံးပြန်ထားဖို့ကြိုးစားတာပဲဖြစ်ပါတယ်။မကြသေးခင်ချိန်ကာလတစ်ခုတည်းမှာပြည်ပြည်ထွေးရအနောက်သားမလို့တဲ့ဆေးပြုတ်စီကြညာတစ်ခုကြောင့်ပြည်သက်တွေစီကနေစွန်ကြီးဝိုင်းလာပြီးတော့မြစ်တာပေါ်တော့ကိုကောက်ကောက်ချင်းခက်ခဲ့ရပါတယ်။အွန်လိုင်းမှာပွဲကြီးပွဲကောင်းဖြစ်တဲ့ဒီကောင်မှာပြည်ထနာတက်သွားတဲ့အိတ်ကိစ္စမှလည်းပြည်ထွေးရနှွညွတ်တောင်းပန်ခဲ့ပြီးပြည်သက်တွေကိုနားလေပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့အဲ့ကိစ္စကြောင့်ပဲအရှင်ကဖြူဖြူထွေးကိုချက်လာပါကြီးရဲ့ဆိုရဲပရိသတ်တွေတောင်သူမကိုထားခဲ့ကြပြီးအားပေးမှုတွေကိုရှက်တန်းခဲ့ကြပါရီဖြူထွေးဖြူဖို့တများပြဿနာတွေရဲ့မှာ၎င်းကိစ္စကအကြီးကျယ်ဆုံးဖြစ်တာကြောင့်ဖြူထွေးအနေနဲ့ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိလာခဲ့ပါရီဒါကြောင့်ပရိသတ်တော်များဟာဒီကိစ္စကိုဖြစ်ပြီးနောက်ပိုင်းမှာဖြူထွေးကိုရှင်ကားလောက်အမြင်တော့မှာမဟုတ်ဘူးနမေကြသွားပြီးလှုပ်ရှားလို့မရတော့ဘူးစရင်မှတ်ချက်မျိုးမျိုးတွေပေးခဲ့ကြပါရီ ပေးလေပေးခြင်းစရာပဲအချိန်တော့ဖြူထွေးရဲ့ follower ကစားတိတတာထိုးကြသွားခဲ့ပြီးသူမရဲ့အမခံပရိသတ်တရားတောင်မှဘာမှပစံမဟာရဲတဲ့အထိဖြစ်သွားခဲ့တာပါ။ဂျိုင်းမင်းဖြူဖြူထွေးတယောက်ကတော့ live ပေါ်မှာလူသိရှင်ကြားတောင်းပန်ပြီးနောက်ပိုင်းခဏပြက်ကွယ်သွားပြီးနောက်ပရိသတ်တွေရှိကိုဘာမှဖြစ်တယ်လို့ပုံစံနဲ့ပြန်ပေါ်လာကသူမရဲ့ဆက်လက်အောင်မြင်နေတာကိုချက်ပြလာခဲ့ပါရီ။ ခရရချပြီးပြောင်းရင်တက်တဲ့မြန်မာပြည်သက်တွေရဲ့အကြောင်းကိုနောကျင်နေတဲ့ဖြူထွေးတယောက်ကတော့သူ့လို့ဆရာရှိတာတွေကိုပဲဆက်လုပ်ပြီးပြည်သက်တွေနဲ့ဆက်သွယ်မပြရလျောင်စူးစမ်းပါတော့ဒီအမှန်မရှိတဲ့ပြည်သက်တွေကလည်းဖြူထွေးရဲ့ကျိုးစားအထောက်မှုကိုတိမဲ့ပြုခဲ့ကြပြီးတော့ရှိုးဝဲရီ၅ရင်းကသူမရဲ့အောင်မြင်မှုကိုဆက်လက်ထိသိမ့်စေခဲ့ပါရီ ကွင်းကိုတွေ့သွားတဲ့ဖီယိုထွေကတော့သူမရဲ့အလှပွဲတွေရှိုးပွဲတွေမှာအရင်ကလိုမျိုးလိုက်ဖြောပြနေရဆဲဖြစ်ကြောင်းဗီယိုတွေရိုက်ခါပရိသတ်တွေကိုခြားပြလာခဲ့ပါတယ်။သူမရဲ့ဖြောပြပွဲတွေမှာဘလိုမျိုးပရိသတ်တွေဟာတခဲနဲ့အားပေးကြတယ်ဆိုတာအထိပါပြသခဲ့တာကြောင့်ဖီယိုထွေရဲ့နုပညာဆန်းကတော့တော်ရုံထင်သေးလို့မရတာသိကြသလောက်ပါပဲနော်။အထူးသဖြင့်ဖီယိုထွေဆိုတာနဲ့ပွင့်ကားကျင်ကြတဲ့ပွဲရှင်ပိုင်ရှင်တွေကများပြားလျက်ရှိတာကြောင့်ဖြူထွေးရဲ့အာမြင်မှုဟာတော်ရုံနဲ့ကြာမသွားဘူးဆိုတာသိသာနေခဲ့ပါရီပြဿနာကြောင့်နမေကြာသွားပြီးတော့လှုပ်ရှားလို့မရတော့ဘူးလို့ပြောနေကြတဲ့ပရိသတ်တွေကိုဖြူထွေးဟာ ရှုပ်ပွဲတွေဇက်တိုက်လက်ခံပြပြီးသူအောင်မြင်နေစေဆိုတာကိုသိအောင်လက်တွေ့သက်သေပြလိုက်တာလည်းဖြစ်ပါရီသူမကိုဝေဖန်နေကြသူတွေကိုဖြူထွေးပြန်ချီလိုက်ပြီးလို့လေအွန်လိုင်းမှာပြန်နေလာခဲ့ပါရီအခုကြည့်နေတဲ့ပရိသတ်ကြီးရောဒီကိစ္စပေါ်မှာဘလို့ထင်မြင်မိကြလဲရှင်ဖြစ်ဖြစ်ကိုအားပေးသူလားမကြိုက်နေသက်သူလားဆိုတာမှန်ကန်ပြပါအောင်နော်